တောက်ချာသားသမီးများတို့2025ခုနှစ်ဒီဇင်ဘာလ12ရက်ပိုင်းတွင်ကံကြမ္မာစိုးကောင်းနှင့်တလားစာဆောင်းရန်ရှောင်းရန်များကိုဖတ်ကြားပေးသွားမှာဖြစ်ပါれအလုတ်လျှောက်ထားသောသူများအလုတ်ရရှိမယ်အလုတ်ပြောင်းရန်ရည်ရွယ်ထားသောသူများလည်းအလုတ်သေးရရှိမယ်အလုတ်နှင့်ပတ်သက်ပြီးတော့နေမြေဒေသတိခရီးသည့်တွေတွားရတတ်ပါれ အလောက်ကိုင်းတွေတိုးချဲ့ရမယ်ရဲဝေးနဲ့လောက်ကိုင်းရသောအလောက်ကိုင်းကိစ္စလူမျိုးသားတွေနဲ့ဆက်ဆက်လောက်ကိုင်းရတဲ့လုပ်ငန်းများအောင်မြင်မှုတွေရရှိမယ်မိတ်ဆွေတို့အနေနဲ့ဒီလမှာဆုံးဖြတ်ချက်ချရမယ်အကြောင်းကိစ္စတွေနဲ့ကြုံရမယ်မိတ်ဆွေတို့အနေနဲ့ရဲရဲဝံ့ဝံ့သာဆုံးဖြတ်ပါအဲ့ဒီဆုံးဖြတ်ချက်ဟာလည်းမှန်လိမ့်မယ် မိတ်ဆွေတို့အနေနဲ့ရဲရဲကြီးသာလုပ်ပါနောက်မဆုတ်ပါနဲ့အကောင်းဆုံးဆိုတဲ့အရာတွေနဲ့ကြုံရတတ်ပါလေလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ခြေနေကောင်းတွေနဲ့ကြုံရမယ်ဆက်သွယ်ကောင်းတွေရရှိပြီးတော့မိတ်ဆွေတို့အနေနဲ့ဒီဆန္ဒလာပိုင်းတလတာမှာစီးပွားတိုးတက်ကိန်းတွေနဲ့လည်းကြုံရတတ်ပါလေငွေကြေးနဲ့ပူပန်နေရတဲ့ကိစ္စတွေအစဉ်ပြေမဲ့လမ်းစာတွေပေါ်လာမယ်မိတ်ဆွေတို့အနေနဲ့ငွေရစုလိုက်ပြုံလိုက်ဝင်လာတတ်ပြီးတော့ ကျွန်တော်ရဲ့တောင်ကြာသားသမီးမိတ်ဆွေတို့အနေနဲ့ထီစူးကြီးပေါက်ကိန်းနဲ့လဲကြုံရတတ်ပါတယ်။ကွဲကွာနေသောချစ်သူဆောင်တဲ့များမမျော်လင့်မဲနဲ့ပြန်လဲစုံစည်းဝင်နေနဲ့ကြုံရမယ်။အစင်မပြေဖြစ်နေသောချစ်သူဤစားများပြန်လဲတင်းမြတ်မှုတွေရရှိပြီးတော့ကျွန်တော်ရဲ့တောင်ကြာသားသမီးမိတ်ဆွေငယ်ရွယ်သူတွေအနေနဲ့စေစက်ကြောင်းလန်းခြင်းလက်ထက်မင်္ဂလာပြုခြင်းနေနဲ့ကြုံရတတ်ပါတယ်။ အိမ်တော်ရှင်များမိသားစုအတွင်းမှာအိမ်တွင်ရေးအိမ်တော်ရေးတာယာမဲ့တလတာပဲဖြစ်ပါတယ်အဲ့တော့မိမိတို့ရဲ့နေအိမ်မှာထိတ်လန့်စရာအကြောင်းကိစ္စလေးတွေနဲ့လည်းကြုံရတတ်ပါတယ်ကျွန်တော်ရဲ့တောက်ကြသားသမီးမိတ်ဆွေတွေမိမိရဲ့ပန်းဝင်ခြင်းမှာမတင်မြတ်တော်သူတွေနဲ့ပြန်လည်တင်မြတ်မှုတွေရရှိမယ်လူမှုရေးကိစ္စလေးတွေမှာအများနဲ့အစဉ်ပြေတင့်မြတ်ကောင်းမွန်နေမယ်လူအများကြီးယုံကြည်အားကိုးခြင်းခံရမယ်တလားတာပဲဖြစ်ပါတယ် ကျွန်တော်ရဲ့တောက်ကြသားသမီးမိတ်ဆွေတွေပညာရေးကံအထူးကောင်းနေမယ်အောင်မြင်မှုတွေလည်းရရှိမယ်နိုင်ငံညာပညာစည်းဘူးခွင့်တွေရတတ်ပြီးတော့ဒီတလတာမှာဆရာကောင်းနေနဲ့လဲစုံရတတ်ပါတယ်ကျမ်းမာရေးအနေနဲ့ခြေတပတ်နာခြင်းအယိုးနဲ့တက်ဆိုင်သောယောဂါများစေမအစာမယောဂဝေဒနာလေးတွေခံစားရတတ်ပါတယ် ကျွန်တော်ရဲ့တောင်းကြတာသမီးမိတ်ဆွေတွေအားလုံးဒီ12လပိုင်းတလားဒါမှာငွေချေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစေဖို့လက်လာပါတွေရွှင်လန်းစေဖို့ဆိုလို့ရှိရင်ကိမ့်မုံတလုံးကိုမိမိအစဉ်ပြေသောသူကိုလက်ဆောင်ပေးပြီးတော့ငွေချေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစေဖို့ဒါလက်ဆောင်ပေးရင်စူးတောင်းပေးရမှာပဲဖြစ်ပါတယ် ကျွန်တော်ရဲ့တောင်းကြသားသမီးမိတ်ဆွေတွေအားလုံးဒီ12လပိုင်းတလားတာမှာအရေးကြီးကိစ္စတွေကိုသွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်9ရက်10ရက်20နဲ့9ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်ကံတရားရဲ့ထောက်ပံ့ကောင်းတွေမိษွေတို့လှုပ်ဆောင်မဲ့ကိစ္စလေးတွေမှာအစအစအရာအရာအစဉ်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ် ကျွန်တော်ရဲ့တောင်ကြသားသမီးမိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စမှန်သမျှကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်၄ရက်၁၁ရက်၁၈ရက်နေ့တွေကိုရှောင်ရှားတင်ပါတယ်ကျွန်တော်ရဲ့တောင်ကြသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ၁၂လပိုင်းကလတာမှာအရေးကြီးကိစ္စမှန်သမျှကိုတွားရောက်ရန်ရှိတဲ့သူတွေ အင်တာဗျူးစာမေးပွဲအလုပ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့တွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့အတုံးဆောင်အဝတ်အစားတွေမှာတက္ကမားရောင်ကော်ဖီရောင်ပါတော့ lucky color လေးတွေကိုရွေးချယ်ပြီးတော့ဝတ်ဆင်သင့်ပါတယ်ထီဝါဒနာပါလို့ထီကန်ဆမ်းမယ်ဆိုရင်ကျွန်တော်ရဲ့တောင်းကြသားသမီးမိတ်ဆွေတို့အနေနဲ့နှစ်စားငါးဆုံးပါတော့ထီနံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆမ်းတင်ပါတယ် အဲ့တော့ဒီစန္ဒလာပိုင်းတလားဒါမှာကျွန်တော်ရဲ့တောင်းကြသားသမီးမိษွေတွေ အားလုံးညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတဲ့တက်ကောင်းအောင်ဆိုလို့ရှိရင် မိတ်ဆွေတို့ရဲ့နေအိမ်ဖျားမှာလက်ဖက်တုပ်တပွဲနဲ့ကော်ဖီတစ်ခွက်လှူဒန်းပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ခက်ခဲတွေကိုဒါပြေလည်မှုအစဉ်ပြေစေဖို့ဒါယုံယုံကြည်ကြည်လေးလေးနက်နက်နဲ့စူးတောင်းပြီးတော့လှူဒန်းပေးရမှာပဲဖြစ်ပါတယ်ဒီဆန္ဒလာပိုင်းတလားဒါမှာကျွန်တော်ရဲ့တောင်းကြသားသမီးမိတ်ဆွေတွေအားလုံးကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပါစေကံပွင့်လက်ပွင့်ပါစေမိတ်ဆွေတို့လောက်ကင်လျက်ရှိသောလုပ်ငန်းဆောင်တာကိစ္စဝဝတွေ အစအစအရာရာအစဉ်ပြေတိုးတက်အောင်မြင်မှုတွေရရှိပြီးတော့ငွေတွေနဲ့ပတ်သက်ပြီးတော့လည်းအစုလိုက်အပြုံလိုက်ဝင်လာပါစေလို့ကျွန်တော်စူတောင်းမြတ်တာပို့သားရင်တောင်းကြသားသမီးမိတ်ဆွေတွေအားလုံးတို့တလစာဟောစရံဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲစုံတပ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်